ဟိုတခြားပုံစံတွေရောပြောမှာပေါ့ဈေးရောင်းကောင်းခြင်းလို့ရှိရင် marketing ကောင်းကောင်းလုပ်ဆက်ဆံရေးကောင်းကောင်းဆက်ဆံဒါတွေလည်းလိုတာပေါ့နော်ဒါတွေလည်းလိုတယ်အဲတစ်ဖက်ကကြည့်မယ်ဘာသာရေးဘက်ကပါလှုပ်ရှင်တဲ့ပုံစံတွေအတွက်ကတော့ဂုဏ်တော်ကွန်ချာကိုအမြဲမပြတ်ပွားများဈေးရောင်းကောင်းဘာကာရာရောရ မလဲတဲ့လာမေးထားကာထာရွှေရှင်လို့လာမေးပါတယ်ဆိုဥစဉ်ကဘာကာရာမမယုံတဲ့ဈေးကိုပဲကောင်းကောင်းယူဆိုင်ပြီးရောင်းလို့ပြောလိုက်ရင်လည်း တော်ဝင်မဲ့ရကြရတယ်ပေါ့နော်အဲဒါကြောင့်ဈေးရောက်ကောင်းခြင်းနဲ့ဆိုလို့ရှိရင်ခုံတော်ကွန်ချာကိုအစိမ့်နေကံဖြစ်အောင်အမြဲမပြတ်အားတဲ့အချိန်တိုင်းရှင်နေပါပူဇော်ပါလို့အကြံပေးပါတယ်ဘုရားတို့ဒီခုံတော်ကွန်ချာဆိုတာကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခုံတော်၉ပါးကိုကွန်ရက်ပုံစံမျိုးပေါ့ အဲ့လိုရေးဖွဲ့ထားခဲ့ကြတာဘယ်လိုရေးဖွဲ့ထားခဲ့ကြတာတုံးဆိုတော့ရှေးတုန်းကကျန်းကန်တက်ဆရာတော်ဘုရားကြီးတွေရေးဖွဲ့ထားတာပေါ့နော်ပိဋကတ်သုံးပုံနဲ့ပါလားဆိုတော့မပါဘူးမပါပေမဲ့ဆရာတော်ဘုရားကြီးတကဒီပိဋကတ်သုံးပုံပါဠိအထာကရာတီကာတွေ့တဲ့ကပဲဒီပါဠိစကားလုံးတွေအသုံးပြုပြီးတော့ရေးဖွဲ့ထားတာရေးဖွဲ့ထားတော့ဒါတွေဟာဖျားဟောတတ်ရမဟုတ်ပေမဲ့ပါဠိစကားလုံးတွေနဲ့ဗုဒ္ဓရဲ့ဂုံတော်တွေကို ချီကျူရေးဖွဲ့ထားတဲ့အရာတွေဖြစ်တယ်။အဲ့တော့အရာတွေကိုရွတ်ဆိုနေသောအပြင်ဘာဖြစ်လဲဆိုတော့ဗုဒ္ဓနုဒ္ဒတိဘာဝနာပေါ့။ဗုဒ္ဓနုဒ္ဒတိဘာဝနာကိုပွားများရာရောက်တယ်။ဟိုတခြားပုဂ္ဂိုလ်တွေရောပြောမှာပေါ့ဈေးရောင်းကောင်းခြင်းလို့ရှိရင် marketing ကောင်းကောင်းလုပ်ဆက်ဆံရေးကောင်းကောင်းဆက်ဆံဒါတွေလည်းလိုတာပေါ့နော်။ဒါတွေလည်းလိုတယ်။အဲတစ်ဖက်ကကြည့်မယ်ဘာသာရေးဘက်ကပါလှုပ်ရှင်တဲ့ပုံစံတွေအတွက်ကတော့ဂုံတော်ကွန်ချာကိုအမြဲမပြတ်ပွားများ ကုန်းတော်ကွန်ချာပွားများတယ်ဆိုတာကဟိုတခြားဈေးတွေရောင်းတယောက်နဲ့တယောက်ဟိုကိုကမရောင်းမကောင်းလို့တခြားလူရောင်းကောင်းနေတော့အိဒါမစ္စရီယာဖြစ်နေမဲ့အစားဟိုတခြားလူစီးပွားဖြစ်နေတာကိုတွေးတောပြီးတော့မလူလောဘဖြစ်နေမဲ့အစားဒီဗုဒ္ဓကုန်းတော်ကိုအားနေတဲ့အချိန်လေးပွားနေတာကကုသိုလ်ဖြစ်တယ်အခုဗုဒ္ဓနုဒ္ဓတိဘာဝနာဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ပို့ပြီးတော့မုံမြတ်တယ်။ဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့ ထေရအပါဒံသူဗုဒ္ဓမထေเนาะအဲ့ဒီသူဗုဒ္ဓမထေအပါဒံမှာဘာဝေဟိဗုဒ္ဓနုဒ္ဒတိဘာဝနာနုမနုဒ္ဒတံဣမံတတိဘာဝေယိတဝါပူရယိတတိမာနတံဆိုပြီးတော့အဲ့ဒီပါဠိလေးရှိတယ်။ဘာပြောတာလဲဆိုတော့ဗုဒ္ဓနုဒ္ဒတိဘာဝနာကိုပွားများတဲ့ဒီဘာဝနာတွေထဲမှာဗုဒ္ဓနုဒ္ဒတိဘာဝနာဟာအမျက်ဆုံးပဲတဲ့เนาะပြီးတော့ဘာထပ်ပြောလဲဆိုတော့ဣမံတတိဘာဝေယိတဝါ ပူရိယတ္တိမာနတံတဲ့အဲ့ဒီဗုဒ္ဓနာသူကိုပွားများမယ်ဆိုလို့ရှိရင်ပူရိယတ္တိမာနတံကိုယ့်ရဲ့မာနတံကိုယ့်ရဲ့စိတ်အလိုအကျံအစီတွေဟာပူရိယတ္တိပြီးမြောက်စေတယ်တဲ့နော်ဒါပါဠိတော်ထဲမှာထားရရှိတယ်အဲ့လိုဆိုတော့ခုနကဂုဏကွန်ချာကိုရှုပ်ပြီးတော့ဦးဇင်းတို့တွေဟိုဖျားကုံပွားများနေမယ်ဆိုလို့ရှိရင်ကိုယ်ကဈေးရောက်ညင်တာမလားဈေးရောက်ကောင်းညင်တာဆိုလို့ရှိရင်ဈေးရောက်ကောင်းပါပဲစီးပွားဖြစ်နေတာဆိုဖြစ်တော့ပါပဲယုံကြည်နေလို့ မြဲမပြတ်ပူဇော်ဒါဆိုရင်ဖြစ်မှာအခုကဒီဂုံတော်ကွန်ချာဆိုတာကဘယ်လိုရေးထားတာတုံးဆိုတော့ကျွန်တော်ပထမဆုံးအရဟံနော်အရဟံဂုံတော်တမ္မာတဗုဒ္ဓဝိဇ္ဇာသရဏတမ္မတော်သူကတော်လောကဝိတုနောဒဝိဇ္ဇာဓမ္မသရေတထာရီကမလို့ကနေပုတ်တော်ဘဂဝါဆိုပြီးဂုံတော်၉ပါးရှိတယ်အဲ့ဒီ၉ပါးကဒါအစဉ်အတိုင်းရုပ်ရုပ်ပြီးတော့မှ၉ပုတ်အဲ့ဒါကဘာနောက်တစ်ခုဘယ်လိုထပ်ပြီးလာတယ်လဲဆိုတော့ဟိုအလဲက၅ခုမြောက် ုံတော်ဖြစ်တဲ့၅ခုမြောက်ကလောကဝိတုနော်အရဟံတာမတံဘောရဝိသသရဏတမတော်သူကတော့လောကဝိတုဆိုတာ၅ခုမြောက်ကနေတော့ခုနက၉ခုပြီးရင်၅ခုမြောက်ကိုစရွတ်လိုက်တယ်နော်၅ခုမြောက်စရွတ်ပြီးတော့မှအဲ့ဒီ၅ရဲ့အရှိအား၄ခုမြောက်ကုံတော်နော်၄ခုမြောက်ကုံတော်ဆိုသူကတော့ပေါ့နော်အရဟံတာမတံဘောရဝိသသရဏတမတော်သူကတော့သူကတော့ရဲ့ကုံတော်ပြီးတော့အဲ့ဒီ၅ခုမြောက်ရဲ့ဒီဘက်ကနော်လဝဲလက်ရပေါ့၆ခုမြောက်ကဘာရှိလဲဆိုတော့ အနုရောပရိသဓမ္မသရတိအဲပြီးလို့ရှိရင်ခုနက၄ခုမြောက်ဆိုတော့အဲ့၄ခုမြောက်အခြေအား၃ခုမြောက်အရဟံသမ္မာသမ္ဗုဒ္ဓဝိသသနာတမ္ပန်တော်နော်အဲပြီးလို့ရှိရင်ခုနက၆ခုမြောက်ဟိုဘက်က9ခုမြောက်အဲ့လို तू ကဟိုဘက်သွားဒီဘက်သွားဘယ်ညာဘယ်ညာအဲ့လို့သွားပြီးတော့အရေးဖွဲထားတာဖြစ်တော့ကိုကဒီပုံမှာစိတ်နှစ်ပြီးတော့အော်ဒါဒီလိုရေးထားတာပါဆိုပြီးတော့သဘောပေါက်သဘောပေါက်ပြီးတော့ဒါကလည်းဗုဒ္ဓဂုဏ်တော်တွေဆိုပြီးတော့လေသဘောပေါက်အဲသဘောပေါက်ပြီးညွှတ်မယ်ဆိုလို့ရှိရင်ဗုဒ္ဓနုဒတိပွားများရာရောက်တယ် ဒီဂုံတော်ကိုပွားပြီးတော့ဒီဈေးရောင်းကောင်းတော်တဲ့ဒကမာကြီးတယောက်ရှိတယ်။လက်ရှိရုပ်ပစ္စခမျက်မှောက်မှာပေါ့နော်။တောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီးဥဒ္ဓမတာရအာလုံးတည်ပါတယ်ဗုဒ္ဓဘာသာဝင်နေနော်။အဲ့ဒီဆရာတော်ဘုရားကြီးကသူမိန်ထားတဲ့အကြောင်းအရာလေးနှစ်ခုပေါ့နော်။နံပါတ်တစ်ခုနံပါတ်၁တစ်ခုကဈေးရောင်းကောင်းတယ်ဆိုတဲ့တာရကလေး။နံပါတ်၂ကကြတော့အန်ရေကင်းတယ်ဆိုတဲ့တာရက။ နံပါတ်1အဲ့ဒီရေးရောင်းကောင်းတဲ့ဆိုတဲ့ဒါကကဦးဇင်းတို့ဝန်တာနုခေတုံကဒီထင်ရှားကြော်ကြားခဲ့တဲ့ဆရာတော်တစ်ပါးရှိတယ်အဲ့ဒီဆရာတော်ကဘေးမဲ့ဆရာတော်တဲ့နော်အဲ့ဒီဘေးမဲ့ဆရာတော်ငယ်စဉ်ပေါ့ဦးဇင်းငယ်ဘဝပေါ့နော်20ကျော်30ဝန်းကျင်နေမှာပေါ့အဲ့ဒီအချိန်တုန်းကမန္တလေးဈေးကြိုတွေကတက္ကမကြီးတယောက်ကသူဆုံးခံကြွားနေတဲ့အချိန်သူ့ကိုရှောက်တယ်တဲ့ဦးဇင်းတပီတော်ဟိုဈေးရောင်းကောင်းခြင်းလို့ခင်ဗျာဘာကြွရမလဲလို့အခုခုနကမေးသလိုမျိုးပဲနော်မေးတော့ တက္ကမကြီးတက္ကမကြီးရွတ်နိုင်ပါမလားမေရောဥစဉ်ကလည်းရွတ်နိုင်တာပေါ့တဲ့တပည့်တော်တို့ဟိုအားနေတဲ့ချိန်လေးရွတ်နိုင်တာပေါ့လို့သူကပြောတယ်ပြောတော့အဲ့ဒီတက္ကမကြီးကိုအဲ့ဒီဘေးမဲ့ဆရာတော်ဖြစ်မဲ့လောင်းလျာဥစဉ်လေးကခုံတော်ကွန်ချာရုပ်ဖို့ပြောတယ်ပေါ့နော်မိတ်နေပေါ့ဒီဥစဉ်လေးကတော့ယာပြီးသားဆိုတော့သူဆိုပြဆိုပြတော့နောက်ကတက္ကမကြီးကဘောပင်နဲ့ဆောင်းနဲ့လိုက်ရေးတာဒီတော့ကအခုလိုမျိုးဖုံးနေလည်းမပေါ်သေးတော့ဘူး အဲ့လိုလိုက်ရေးပြီးတော့ဒကမာကြီးကနေ့စဉ်ယုံကြည်နဲ့ရွတ်တယ်ပေါ့အားရရွတ်ထိုင်ရွတ်နေတာအခုဖရာကြီးတွေကဒကမာကြီးတွေတို့နော်မန္တလေးမြို့ဖရာကြီးတွေကဒကမာကြီးတွေဈေးရှူတွေကဒကမာကြီးတွေအဲ့လိုရွတ်နေကြတာပဲတွေ့တယ်ဘာတွေရွတ်နေပထန်းရွတ်တာထင်တယ်ပထန်းတို့နော်မရလို့လည်းကြည်ရွတ်ကြတယ်ပေါ့တချို့လည်းအလွတ်ရွတ်နေကြတယ်အိုင်းအားရရှင်တွေဒါကောင်းတာပေါ့နော်ကောင်းတယ်ကောင်းတဲ့အလုပ်ပဲအခုဒီမှာလည်းပဲဦးစင်းလေးကပေးလိုက်တော့ဒကမာကြီးကဒါကိုယူထားပြီးတော့နောက်ရက်ကစပြီးတော့နေ့စဉ်ရွတ်တယ်တဲ့ နေ့စဉ်ရုပ်ပြီးတော့တနေ့နဲ့တနေ့ဒါဟိုဒီနေ့ရုပ်မနေ့ကရောင်းကောင်းလာတော့မဟုတ်ဘူးပေါ့လေလာပိုင်းနှစ်ပိုင်းလောက်ကြာတော့ဈေးကတော်တော်လေးကိုရောင်းကောင်းပြီးတော့တော်တော်လေးကမှအဆင်ပြေလာတယ်စီးပွားရေးတွေတော်တော်ကမှတက်လာတယ်လို့ဒါဥစဉ်ပြောတဲ့စကားဆိုလို့ရှိရင်ယုံကြည်မှယုံနေမယ်နော်တောင်တန်းသာသနာ့ဆရာတော်ဘုရားကြီးမိန့်ခဲ့တဲ့စကားနော်ရောင်းကောင်းပြီးတော့စီးပွားတော်တော်ဖြစ်ထွန်းသွားတယ်တဲ့ဒါကစီးပွားရေးဖြစ်တယ်ဈေးရောင်းကောင်းတယ်ဆိုတဲ့တာရကလေးနောက်တစ်ခုအရင်ဒီကမာကြီးရပဲတဲ့တို့ တောင်တမန်တဖက်ကန်းနော်ဒီဥပိန်ဒီဘက်အမရပူရာနဲ့တောင်တမန်ရဲ့တဖက်ကန်းစီကိုအဲ့ဒီဘက်ကန်းကိုတဲ့သွားပြီးတော့သူညနေပိုင်းပြန်တဲ့အချိန်ပေါ့ဗျာပြန်တဲ့အချိန်တောင်တမန်ပကန်းနေပြန်တော့တို့အမရပူရာထဲမှာပေါ့အဲ့ဒီမှာဘာဂရာတိုက်ဆိုတာရှိတယ်အခုချိန်ထိရှိပါတယ်အဲ့ဒီနားမှာဒီဒကမာကြီးပတ်ဆက်နေပိုင်းပါလာတာလည်းသိတော့ဒီရဲ့သမားတို့ဘိန်းသမားစီးသမားတွေနေမှာပေါ့လေ ၃၄ရောက်လောက်ကဒီကမာကြီးကိုချောင်းပြီးတော့အဲ့ဒီနာလုံမယ်ဆိုပြီးတော့စောင့်နေတာတဲ့နော်ဓမြတိုင်ပါပေါ့ဗျာအလူချမ်းစီးတာနေပါပေါ့အဲ့ဒါလို့စောင့်နေရောဒီကမာကြီးကလည်းအဲ့အကြောင်းသားရောက်လာရောရောက်လေရောက်လာရောဒီကောင်တည်းကထွက်ဖို့ရေဒီကမာကြီးကိုလှမ်းကြည့်လိုက်တာပေါ့ရောက်လာအဲ့ဒီကမာကြီးရဲ့အရှိမာတဲ့နော်ပလိတ်တသားတယောက်တဲ့တနတ်ထမ်းပြီးတော့ပြီးတော့အနောက်မှာပလိတ်တသားတယောက်အဲ့ဒါနဲ့ဟိုတွေ့တဲ့လူကဟျောင်းနေမထွက်နဲ့တော့မထွက်နဲ့တော့ဒီဖွားကြီးက တော်ယုံတော့မဟုတ်ဘူးကွာဒီမှာပလိရှစ်တယောက်နောက်တယောက်နဲ့လုံယုံရေးပါတယ်ဆိုပြီးတော့အတပီကနေချမ်းသာပါတကယ်တော့အဲ့ဒီပလိကတကယ်မပါဘူးတဲ့နော်ဒကမာကြီးလည်းဒီပလိပါနေတော့သူလည်းမသိဘူးလေသူကသူကတယောက်ထဲလာတာသူလည်းမတွေ့ရအောင်တွေ့ရတာကခုနကရန်လုံးတော့မဲ့ဘေးဖြစ်အောင်လုံးတော့မဲ့တကူးတမျှတွေရပဲတွေ့ရတာတဲ့ဗျာဒါကနော်ဆရာတော်ကြီးမိန့်သွားတဲ့ဒီဘေးရနေကင်းတဲ့ဘေးရနေကင်းသွားတဲ့ဒါရကဘောနော်အဲ့တော့ဦးဇင်းတို့ဒီ ဂုံတော်ကွန်ရှာကိုရွသောအဖြစ်ဈေးရောက်ကောင်းခြင်းဂုံတော်ကွန်ရှာရုပ်ပြင်းနေကင်းရှင်ဂုံတော်ကွန်ရှာရုပ်ဂုံတော်ကွန်ရှာဆိုတာတချို့ကပြောလိမ့်မယ်နော်ဒါထိုင်ရုပ်နေလို့ဈေးရောက်ကောင်းပါလားဆိုပြီးပြောနေခုနကပြောပြီးပြီပါဠိထောက်ထားနေနော်ပုရိသတိမာနတံဣမတရိဘာဝေရပုရိသတိမာနတံဆိုတာဘောဓနုဒရီကိုပွားများမယ်ဆိုလို့ရှိရင်ကိုယ်စိတ်နှလုံးပြေးဝမယ်ကိုဖြစ်ခြင်းနဲ့အကြံစီအောင်မြင်မယ်ဆိုတာ နော်ရေယုံကြည်နေတာရော့တကယ်အောင်မြင်လိမ့်မယ်တကယ်ရောင်းကောင်းလိမ့်မယ်တကယ်အစဉ်ပြေလိမ့်မယ်နော်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီမေးထားတဲ့သူလေဒီဗီဒီယိုကိုတွေ့အောင်ဇင်ကအခြားလူတွေလည်းဒီဗီဒီယိုကြည့်ပြီးတော့ရွေးချင်တပါဆိုရင်ရွက်ဖက်ပူဇော်လို့ရအောင်ဗီဒီယိုလေးနဲ့ဓမ္မဒါနပြုလိုက်ပါရစေဗျာ